အစ္စလာမ်ကာချပ်ကတော့ဝက်တာဝိတ်တန်းရဲ့ချန်ပီယံဖြစ်လာခဲ့ပြီဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။မာရှယ်မင်းရဲ့မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ။ကျွန်တော်တို့ဒီမန္တလေးပိုင်းကထိုးသက်သွားတဲ့ဒီ UFC ဝက်တာဝိတ်တန်းချန်ပီယံလူပွဲမှာဆိုလို့ရှိရင်တော့အစ္စလာမ်ကာချပ်ကအမှတ်နဲ့လုံးဝကိုအပြတ်သတ်နိုင်ရရှိပြီးတော့ချန်ပီယံဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှိရင်ဒီပွဲမှာကဖိုက်တာနှစ်ယောက်က level ကတော်တော်လေးကိုကွာရလို့ပြောလို့ရပါ အားကြီးလုံးလုံးမှာအစ္စလာမ်ကချက်ခပဲတော်တော်လေးကိုကြီးဆိုးထားတဲ့အနေထားပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီ GDM ဘက်ကနေပြီးတော့ striking မိုင်းကျွန်တော်တို့တာမယ်လို့ထင်ခဲ့ရဆိုပေမဲ့တကယ်နဲ့ striking ရှင်ထိုးတဲ့အချိန်မှာဆိုလို့ရှိရင်ထိချက်ကတိတ်မကွာဘူးဒီခြေကန်ချက်တွေမှာဆိုလို့ရှိရင်အစ္စလာမ်ကချက်ခတော့မှပို့ပြီးတော့ကောင်းပါသေးတယ်ပြောမယ်ဆိုလို့ရှိရင်ပထမအချိန်ဆက်ဆက်ချင်းမှာဆိုရင်10မိနစ်ကျော်လောက်တော့ရှင်ထိုးလိုက်တယ်ဒါပေမဲ့အစ္စလာမ်ကချက်ခကဒါ single leg တစ်ခါလဲဆွဲလှဲလိုက်တဲ့အချိန်မှာပဲတန်းပြီးတော့ရသွားပါ အဓိကပြဿနာကဒီပွဲမှာက JDM က submission defense ကောင်းနေဆိုပေမဲ့တိတ်တောင်း defense မကောင်းတဲ့အချိန်မှာမြေပြင်မှာသူဝကြီးခံနေရတဲ့အနေအထားဖြစ်နေတယ် ပြောချင်တာကဗျာ submission တစ်ဖက်ကောင်းတဲ့အတွက်ကြောင့်မလို့ ASMR ကချပ်အနေနဲ့ DOS ချုပ်တွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Kimura ဆွဲဖို့စူးစမ်းတာရှိရယ်ပြီးတော့ရေနက်ကချုပ်တွေယူဖို့စူးစမ်းတာရှိပဲဆိုပေမဲ့ဒါသူ့ဘက်ကနေပြီးတော့ကာကွယ်နိုင်ခဲ့ရပေါ့နော်ဒါမှမဟုတ်လေ submission တစ်ဖက်မှာကောင်းပြီးတော့ဒီတရားတစ်ဖက်မကောင်းတဲ့အချိန်မှာသူထိုးခြင်းနဲ့ striking ဘိုင်းကဘလို့မှထိုးလို့ကိုမရဘဲနဲ့မြေပြင်ပေါ်မှာအထူးထောင်းကို25မိနစ်လောက်ခံနေရတဲ့အနေထား ဒီအနေထားကဘာနဲ့သွားတူလဲဆိုတော့ Kamsat Chimaev နဲ့ Jublasis တို့ရဲ့ပွဲတော်အလို့ပြောပါပဲ။ပြောရင် Submission Defense ကောင်းတဲ့အတွက်ကြောင့်မလို့ချုပ်တော့မခံဘူး။ဒါပေမဲ့ Takedown Defense ကတော့တော်တော်လေးကိုကြည်ရန်နေနဲ့ Nova တည်းရဲ့လို့မြင်နေ။ Islam Makhachev ကပြောရင်သူဆွဲလဲခြင်းတဲ့အချိန်မှာဆွဲနှင်းလို့ရတဲ့အနေထားမျိုးကြီးကိုဖြစ်နေရပါဘူး။ ပြောဒီ down the final ပတ်သက်ပြီးတော့တော်တော်ရေးကိုလိုအပ်တဲ့အတွက်ကြောင့်မလို့ GTI အနေနဲ့ဒီဘွဲမှာဘာမှမလုပ်ပြနိုင်လိုက်ဘူးပြီးတော့တောက်လျှောက်ကြီးအလုံးခံနေရတဲ့အချိန်မှာဆိုလို့ရှိရင်နောက်ပိုင်း striking ဘိုင်းနေမှာက Islamaka Chef ခါတော့မှထိချက်ပို့ပြီးတော့တာနေပါသေးတယ်ဒီဘွဲမှာဆိုလို့ရှိရင် Islamaka Chef အနေနဲ့တော်တော်လေးကို perfect ပြအောင်ကစားပြသွားနိုင်တယ်လက်ရှိ UFC မှာ9ဘွဲ16ဘွဲဆက်မှတ်တမ်းနဲ့အနာဆန်ဆေးပါနဲ့တူတူ9ဘွဲဆက်အရှိဆုံးမှတ်တမ်းတစ်ခုကို Islamaka Chef ကတင်ထားနိုင်ပြီဖြစ်ပါတယ် ပြောမယ်ဆိုလို့ရှိရင် Islamic Chef ကဒီပွဲမှာလိုအပ်ချက်ဘာမှအထွေထူးသိမ့်မရှိဘူး။ဒါပေမဲ့သူရဲ့ခန္ဓာကိုယ်ကတော့ဒါဒုတိယပွဲတတိယပွဲဝေဇဝိတ်ထက်မှဆက်ပြီးထိုးရဲဆိုလို့ရှိရင်တော့ဒီထက်ပိုပြီးတော့ကြည်ကျင်းလေးလေးဖြစ်နိုင်တယ်လို့တော့ထင်တယ်။ဒီပွဲမှာကတော့ဒါ GDN နဲ့ဆက်လို့ရှိရင် Islamic Chef ရဲ့ခန္ဓာကိုယ်ကနည်းနည်းလေးတော့အဲကြွက်သားတူတောင်းနေမှုတော့နည်းသေးတယ်လို့မြင်ပါတယ်။ကျန်တဲ့ပိုင်းလေးမှာဆိုလို့ရှင်တော့ submission မရလိုက်တာလွယ်လို့ရှင် Islamic Chef ကလုံးဝတစ်ဖက်သက်ကြီးကိုကြီးဆိုးထားတဲ့ပွဲ အစမကချပြတ်နိုင်ဝဲချောင်းမလို့ဝဲတော်ဝိတ်တန်းမှလည်းတော်တော်လေးအလောက်ခတ်နေဖြစ်လာပါပြီ။လက်ရှိဝဲတော်ဝိတ်တန်းမှချန်ပီယံပြောင်းလဲဒါဖြစ်လာပြီ။ပြီးတော့အစ်နန်လိုမျိုးကစားသမားကိုလည်းလူတိုင်းကရှင်ပြီးတော့ကစားရှင်တဲ့အတွက်ကြောင့်မလို့စိန်ခေါ်ရလူတွေတော်တော်လေးများတယ်။အနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှိရင်အိန္ဒိယတိုပိုရီးယားကဒါလိုင်းဝိတ်တန်းကနေပြီးတော့အစ်စမကချဖို့တော်တော်လေးကိုပြင်းမို့ခေါင်းနဲ့ဖိုက်တာပဲဆိုပြီးတော့လေးတိုက်ထားတာရှိတယ်။အစ်စမကချဖကလည်းဒါအိန္ဒိယတို့ဘူရီးယားအနေနဲ့ဝေဒံဝိတ်တန်းကိုတတ်လာတယ်ဆိုလို့ရှိရင်တော့အတိုင်းအတာတစ်ခုတည်ရှင်ပြီးတော့ အဲလက်ခံပြီးကစားပေးမယ့်အနေအထားမျိုးတော့ရှိတယ်။ပြီးတော့ဒါကမာရူအစ်မန်တို့ဘာတို့ကလည်းအစမကချပ်နဲ့ထိုးသက်ခြင်းနဲ့တို့ပြောထားတာရှိရပါတော့။ဒီနေ့နိုင်ပွဲကြောင့်မလို့ဒါဝိတ်တန်းနှစ်ခုမှချန်ပီယံဖြစ်ပူတဲ့ကစားသမားဆင်းမှာအစမကချပ်ကထပ်ပြီးတော့ပါဝင်သွားပြီဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှင်တော့တော်တော်လေးကိုကောင်းမွန်တဲ့နိုင်ပွဲတစ်ပွဲတော်တော်လေးကိုဒိုမိနိတ်ဖြစ်တဲ့နိုင်ပွဲတစ်ပွဲလို့တော့ပြောလို့ရပါတယ်။အစ်မကချာကပြောရမယ်ဆိုလို့ရှိရင်ပွဲသိမ်းဖို့တောင်မှတော်တော်လေးစူးစမ်းခဲ့ရတယ်။ဒါပေမဲ့ GDN ရဲ့ submission defense ကလည်းကောင်းနေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ ပွဲသိမ်းနိုင်ခြင်းတော့မရှိခဲ့ဘူးလို့ပဲပြောမှာဒီပွဲနိုင်ပွဲပြီးမှဆိုလို့ရှင်အစ္စမခါချောက်ကိုထိုးရှင်တဲ့လူတွေကဝေတန်ဝေတန်တစ်ခုလုံးကိုလုံးဝတန်းစီနေရပဲဒါအပြင်လိုက်ဝေတန်မှာချန်ပီယံဖြစ်နေရဲ့အိန္ဒိယတူပူရီးယားပါဒီတိုက်နေရတော့ကြောင့်မလို့အစ္စမခါချောက်အနေနဲ့ကတော့ဆက်ပြီးတော့ပွဲကောင်းနေထိုးတအောင်မယ်တို့တော့မြင်နေပြီးတော့နောက်တစ်ချက်အနေနဲ့တော့အစ္စမခါချောက်ကဝေတန်ဝေတန်မှာဆိုရင်တော့မှပဲတော်တော်လေးကိုတန်နေသေးတာကိုတွေ့ရမယ်ပြောချင်တာကဗျာကျွန်တော်တို့ဒီ တယောက်နဲ့တယောက်ရှင်မိနှုံးတဲ့အချိန်ကြလို့ရှိရင်အစ္စမကာရှာဖာခွန်အားအရာရော့နေရဆိုတဲ့အနေအထားမျိုးတိတ်ပြီးတော့မတွေ့ရပါဘူးဒါကတော်တော်လေးကောင်းမွန်တဲ့အချက်လို့မြင်တယ်ဒါပေမဲ့ဂျီဒီယန်ကလည်း striker ဖြစ်တဲ့အတွက်ကြောင့်မလို့နှပန်းမှာတိတ်ပြီးတော့ပညာမပြနိုင်တာမျိုးတော့ဖြစ်တောင်းဖြစ်နိုင်တယ်ဘောနော်ဥမာကမာရူအစ်မန်တို့လိုမျိုးဝိုင်တန်ဝိတန်းမှာတော်တော်လေးတန်တဲ့ကစားသမားတယောက်နဲ့တွေ့ရင်တော့အစ္စလာမ်ခါရှာဖန်အနေနဲ့နည်းနည်းရုံးခံအောင်ရုံးခံရနိုင်တယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့ခံစားမိပါတယ် ထုံပြီးပြောမယ်ဆိုလို့ရှိရင်အစ္စလာမ်ကာ6ဖက်ဝက်တာဝိတ်ချန်ပီယံဖြစ်လာတာက UFC အတွက်လည်းကောင်းကျိုးအများကြီးရှိတယ်။သူတို့အနေနဲ့တကယ်ကိုမက်ကာဖိုက်အကြီးစားကြီးဖန်တီးလို့ရတဲ့အနေအထားမျိုးကိုတော့ပိုင်ဆိုင်သွားပြီလို့ပြောလို့ရပါတယ်။အခုချိန်မှာအစ္စလာမ်ကာ6ကိုကမာရိုအူစမန်နဲ့တည်ပြီးရင်လည်းပြည်သက်တွေတော်တော်လေးကိုစိတ်ဝင်စားကြလိမ့်မယ်။အီလီယန်ဒိုပိုရီယားကတကယ်ဝိတ်ထန်းတက်လာတယ်ဆိုလို့ရှိရင်တော့ဒါတော်တော်လေးကို UFC မှာအကြီးအကျယ်ဆုံးပွဲတစ်ပွဲဖြစ်လာမှာတော့ချိန်သေးပါတယ်။ GD ကတော့ပြောမယ်ဆိုရင်ဒီနေ့ performance က သူ့အနေနဲ့တော်တော်လေးကိုလိုအပ်သေးတယ်လို့မြင်တယ်။အဓိကအားဖြင့်တိတ်တောင်းတဖန်ပိုင်းနေမှာဆိုလို့ရှိရင်ဘာဆိုဘာမှအောင်မလုပ်ပြနိုင်တဲ့အနေအထားတစ်ခုကသူ့ကိုဒီပွဲမှာလုံးဝအနိုင်ဘက်ကကြီးပဲဖြစ်သွားစေရဖြစ်ပါတယ်။ဒါအိန္ဒိယဒူပူရီယာပြောဆိုလိုမျိုးပဲပေါ့နော်။ချန်ပီယံတယောက်အနေနဲ့ဆိုလို့ရှိရင်တော့ဒါစိတ်ပြတ်စရာကောင်းတဲ့ performance ဆိုပြီးတော့အိန္ဒိယဒူပူရီယာကတော့ဒါဒဲကိုဆော့တော့ရက်ဆင်းနဲ့ပိုင်းသက်ပြီးတော့လေးလာသိနေဆိုပြီးတော့လည်းပြောထားပါသေးတယ်။ကျွန်တော်လည်းအဲ့လိုတော့မြင်နေပေါ့နော်။ဘာလို့လဲဆိုတော့သူတိတ်တောင်းတဖန်လုံးနိုင်မှသာနေချွိုင်ခင်ပိုင်းကိုဆက်ပြီးတော့ကစားလို့ရမှာဖြစ်ပါတယ်။ အင်ဆာမကာချဖြစ် ground game ကအရန်ကိုကောင်းလွန်နေတာလေဖြစ်နိုင်ပါတယ်အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးထားတဲ့အကြောင်းအရာကအင်ဆာမကာချဖြစ်ပွဲနဲ့ပတ်သက်ပြီးတော့ဖွဲ့ပြီးသုံးသပ်ချက်ကျွန်တော်ရဲ့အမြင်ကိုအဓိကပြပြပေးထားတာဖြစ်ပါတယ်အားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်တာပေးပါအားလုံးကိုကျေးဇူးတင်ပါ